နှစ်30ကြာမှကိုရိုင်း DNA စစ်ယူပြီးတော့သိခဲ့ရတဲ့အမှန်တရားတစ်ခုမေကလာပါပရိသတ်ကြည့်လို့ရစီဘဆိုင်ရာနှီးပညာတွေဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်းကလေးတယောက်ကကိုယ့်ရဲ့သွေးသားတကယ်ဟုတ်မဟုတ်ကိုသိရသိကျင်တဲ့အခါမျိုးမှာ DNA စစ်ပြီးတော့အတည်ပြုလာကြပါပြီ။ဒါအပြင်ငယ်စဉ်ကတည်းကအကြောင်းတစ်ခုခုကြောင့်မိသားစုနဲ့ကွဲကွာပြီးမှမမှတ်မိတော့တဲ့အခြေအနေမျိုးမှာ DNA စစ်ပြီးတော့ရှာဖွေလို့လည်းရပါသေးတယ်။ဟုတ်ကဲ့ပါ။ယနေ့မှာတော့ငယ်စဉ်ကတည်းကမိဘတွေကဖုံးကွယ်ထားပြီးတော့အသက်30အရွယ်ရောက်မှကိုဟာဘယ်သူလဲဆိုတာသိခဲ့ရတဲ့စမန်းသားဆိုတဲ့အမျိုးသမီးရဲ့ ဂယုနာသက်ဆရာကောင်းတဲ့ဘဝဇာတ်လမ်းလေးအကြောင်းကိုမျှဝေပေးမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရေသီကအနာရိမ့်မဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပေးပေးသမျှအတွက်အမြဲတမ်းလိုလိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။နေ့လည်ခင်းအချိန်တစ်ခုမှာစမန်သာဆိုတဲ့အမျိုးသမီးမှာလက်တော်တစ်လုံးနဲ့အလုပ်လုပ်နေရင်းပြင်းပြင်းရှိတာနဲ့အင်တာနက်ပေါ်ကနေပြီးတော့စေးချတာတွေကိုစိတ်ဝင်တစားနဲ့ like ကြည့်နေခဲ့ပါတယ်။အဒီလိုနဲ့ကိုယ့်ရဲ့မျိုးရိုးကိုရှာဖွေပါဆိုတဲ့ဆောင်းပုံးနဲ့ ခင်မိတ်စည်းကမ်းတစ်ခုကဒီရန်နေစစ်တဲ့ပက်ကေ့တွေကိုဆေးချနေတာကိုတွေ့ခဲ့ရပါတယ်။သူမဟာငငယ်ကလေးတွေကမိဘတွေနဲ့ပတ်သက်ပြီးတော့အမေအမြန်သိမ့်မထူခဲ့ပါဘူး။မိဘတွေပေးတဲ့နှွေးထွေးမှုကိုယူပြီးတော့အခုရွယ်ရောက်လာတော့လေဘဝကိုတယောက်တည်းရပ်တည်နေတာပဲဖြစ်ပါတယ်။သူမသိထားတာကသူမအဖေနဲ့အမေဟာအိုင်ယာလန်လူမျိုးတွေဖြစ်တယ်ဆိုတာပါပဲ။အရင်လိုနဲ့သူမဟာစမ်းသပ်ကြည့်ရင်တော့ねဒီရန်နေစစ်ဖို့ဆေးရုံကပက်ကေ့ကိုဝယ်ယူလိုက်ပါတယ်။နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့သူမနေတဲ့နေရာကိုအဖြစ်အောင်တန်တဲ့တာကြီးတွေနဲ့ရောက်ရှိလာခဲ့ပါတယ်။ သူမဟာတီလိုစိတ်ကိုထိမ့်ချုပ်ပြီးတော့တစ်တာကိုဖျဖျချင်းစီဖွင့်ရည်ခဲ့ပါတယ်။အဲဒီထဲမှာဆေးပလင်းငယ်လေးတွေပါလာပါတယ်။အဲဒီပလင်းလေးတွေကိုဖွင့်ရင်ဆေးရည်တွေကသူမအပေါ်ကိုဖိတ်ချခဲ့ပါတယ်။အဲဒါနဲ့သူမလည်းအဖုံးပြန်ပိတ်ပြီးတော့ဆေးရုံကိုပြန်ပို့ခဲ့ပါတယ်။အဲဒီနောက်ပိုင်းသူမဟာအလုပ်တွေရှုပ်နေတာနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိမိပြောပြောပဲနေခဲ့တာပါ။ဒါပေမဲ့တညနေမှာတော့ဆေးရုံဘက်ကနေပြီးတော့အီးမေးပို့ပြီးအကြောင်းကြားလာခဲ့ပါတယ်။စမန်သာလည်းတီလိုစိတ်နဲ့ဖုန်းကိုအမြန်ဖွင့်ကြည့်လိုက်ပါတယ်။အဲဒီခါမှာတော့သူမဟာဘာစကားမှမပြောနိုင်တော့လောက်အောင်ကြောင်းအားသွားခဲ့တာဖြစ်ပါတယ်။ တမရဲ့နားထဲမှာလည်းဘာတမ်းမှမကြားရတော့ပဲလောကကြီးတစ်ခုလုံးအမောင်းကျသွားတယ်လို့ခံစားခဲ့ရပါတယ်။စမန်သာကသူမဟာအိုင်ယာလန်သွေးအဖြစ်ပါတဲ့အိုင်ယာလန်လူမျိုးတစ်ယောက်ပဲမုတ်ချဖြစ်နေမယ်လို့တွေးထားခဲ့တာပါ။ဒါပေမဲ့တွေ့လဲရတဲ့ရက်ဆက်ကသူမမျက်လုံးတွေကိုပြဝေးသွားစေခဲ့ပါတယ်။တကယ်တော့သူမဟာအိုင်ယာလန်နိုင်ငံသားမဟုတ်ပဲကိုရီးယားလူမျိုးတစ်ဦးဖြစ်နေတယ်ဆိုတာပါပဲ။သူမရဲ့မျက်လုံးအယောင်အဆင်းနဲ့မျက်နှာပေါက်ဟာအိုင်ယာလန်လူမျိုးတွေနဲ့တထက်တည်းဖြစ်နေတဲ့အတွက်သူမတွေးလိုက်တာကဒီရက်ဆက်ဟာမှားဖို့သိကြနေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူမရဲ့မိခင်နဲ့တိုင်ပင်ကြည့်တဲ့အခါမိခင်ဖြစ်သူကနှစ်အတော်ကြာဖုံးကွယ်ခဲ့တဲ့အမှန်တရားတစ်ခုကိုထုတ်ပြောလာခဲ့ပါတယ်။တကယ်တော့စမန်သာလေးကိုငယ်စဉ်ကတည်းကကိုရီးယားအမျိုးသမီးတူဦးစီကနေပြီးတော့ခေါ်ယူမွေးသားထားတာဖြစ်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကကလေးရဲ့မျက်နှာပေါက်ရဲ့အသားအယောင်တွေဟာကိုရီးယားလူမျိုးနဲ့မတူဘဲအိုင်ယာလန်ရုပ်ပေါက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကလေးရဲ့မြို့ဝအရင်နဲ့ပတ်သက်ပြီးတော့ဘယ်သူမှတန်တရားမဝင်ခဲ့ကြပါဘူး။အမှန်တရားကိုသိပြီးတဲ့နောက်မှာစမန်သာဟာဒီအတိုင်းဝိုင်းနဲ့သူမဟာစိတ်လာတယ်လို့ခန်းစားရပြီးတော့ဘယ်သူနဲ့မှစကားမပြောဘဲအဆက်အသွယ်ပြတ်လာခဲ့ပါတယ်။ အဲ့ဒီချိန်မှာသူမရဲ့တခုတည်းသောဆန္ဒကမိဘအရင်းတွေနဲ့ဖေမျိုးတွေကိုရှာဖို့ပါပဲ။ဒါနဲ့ပဲသူမဟာအင်တာနက်မှာနေစဉ်နဲ့အမြ post တင်ပြီးတော့ရှာခဲ့ပါတယ်။ဒီနေ့မှာတော့တောင်ကိုရီးယားနိုင်ငံဘူဆန်မျိုးကယူနာကင်ဆိုတဲ့အမျိုးသမီးတဦးကဆက်သွယ်လာခဲ့ပါတယ်။စမန်သားနဲ့ပတ်သက်ပြီးတော့အချက်အလက်တွေအကုန်သိချင်တယ်လို့တောင်းဆိုလာခဲ့ပါတယ်။ဒါနဲ့စမန်သားကစာနဲ့ကြာကြာနာနာရေးပြီးတော့သူမဘသူဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စမန်သားဟာယူနာကင်ရဲ့ညီမလေးဂျီဆုဖြစ်ကြောင်းသိရှိခဲ့ရပြီးတော့သူမတို့ဘက်ကလည်းဂျီဆုလေးကိုလိုက်ရှာနေခဲ့တယ်လို့ပြောပါတယ်။ဂျီဆုလေးငယ်ငယ်က ိသားစုကအလွန်ဆင်းရဲပြီးတော့ဘီကင်ဖြစ်သူဂျီဟူးကသမီးလေးကိုအနောက်တိုင်းမိသားစုတစ်ခုရဲ့လက်ထဲမှာမွေးစားဖို့ပေးလိုက်တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့မိဘဖြစ်သူလေးသူသမီးလေးကိုအင်မတန်တွေ့ကျင်စိတ်ပြင်းပြနေခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့သားမိတွေဟာအွန်လိုင်းပေါ်မှာပဲဗီဒီယိုကောခေါ်ပြီးတော့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။စမန်သားရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲ။အခုလိုမျိုးအလွန်ဝေးကွာတဲ့ဒေသနှစ်ခုကကွဲကွာသွားတဲ့လူအချင်းချင်းပြန်လည်ဆုံစည်းနိုင်ခဲ့တာခင်မီလာတဲ့နည်းပညာရဲ့အကျိုးတွေပါ။ မိုက်ဆိုရိုအနေနဲ့စမန်သာသာအဲ့ဒီနေ့ကဆေးရုံကပက်ကေတွေကိုမယူခဲ့ရင်အခုလိုမျိုးမိဘအရင်တွေနဲ့ပြန်တွေ့နိုင်ဖို့ဘယ်နှစ်နှစ်လောက်ထပ်ဆောင်ရနိုင်မယ်ထင်ပါသလဲစမန်သာကောသူမရဲ့မိဘတွေကိုလူချင်းတွားရောက်တွေ့ဆုံဖို့ကြိုးစားနိုင်မယ်ထင်ပါသလားမိုက်ဆိုရိုရဲ့အမြင်ကိုလည်းကိုမမရေးသွားပြခဲ့ကြပါဦးအဆုံးထိကြည့်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ